လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ2026ခုနှစ်ယူဆက်ခွန်အာရှဘလားကိုဝင်ရောက်ကစားခွင့်ရတဲ့မြန်မာမျိုးသမီးယူဆက်ခွန်အသင်းပါဝင်တဲ့အုပ်စုမဲခွဲပွဲတွေကျင်းပတော့မယ်လို့သိရပါတယ်အသင်းမောင်း၁၂အသင်းပါဝင်မှာဖြစ်ပြီးတော့မြန်မာအသင်းကတော့မဲအိုးနံပါတ်၄မှာတရုတ်တိုင်ပြည်လေဘနွန်တို့နဲ့အတူကြားရောက်နေပါတယ်မဲခွဲမှုရလဒ်တွေထွက်ပေါ်လာခဲ့ရင်တော့၄အသင်းကိုတအုပ်စုစီအုပ်စု၃ခုရှင်ပြိုင်မှာဖြစ်ပြီးတော့တအုပ်စုစီကနေပထမနဲ့ဒုတိယရတဲ့အသင်း၂အသင်းစီ အုပ်စုတတိယရတဲ့အကောင်အဆုံးနှစ်သိန်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်ရှုံးထွက်အဆင့်မှာစုစုပေါင်းအသိန်း၈သိန်းရှင်ပြန်ရမှာဖြစ်ပါတယ်2009ခုနှစ်ကအာရှဖလားကိုဝင်ရောက်ကစားခွင့်ရဘူးတဲ့မြန်မာမျိုးသမီးယူဆက်ခွန်အသိန်းကတော့အုပ်စုအတွင်းမှာတောင်မြောက်ကိုရီးယားနှစ်သိန်းထိုင်းအသိန်းတို့နဲ့တုပ်စုတွေကြာရောက်ခဲ့ပြီးတော့အုပ်စုချက်အနေနဲ့ရင်ဆိုင်ခဲ့ရတယ်သုံးပွဲစလုံးနိုင်ပွဲမရရှိဘဲနဲ့အုပ်စုအသိန်းကနေလည်းလှည့်ပြန်ခဲ့ရဘူးပါတယ်ဆိုတော့ဒီလိုချိန်မှာတော့ဘယ်အသိန်းတွေနဲ့တုပ်စုတွေကြာရောက်ပြီးဘလောက်ထိမျှော်မှန်းနိုင်အောင်မလဲ ကမ္ဘာဖလားဝင်ခွင့်တကားပေါက်ကိုလမ်းခေါက်နိုင်အောင်မလားဆိုတာစောင့်ကြည့်ခြင်းစီရပါအုပ်စုမဲခွဲပွဲအပြီးသက်ကိုတော့2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာထုတ်ပြန်သွားမယ်လို့သိရပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးအပိတ်ဖြစ်နေတဲ့အားသာသတင်းတွေကိုအချိန်မှန်တင်ဆက်ပေးနေကြပြီလေကျွန်တော်တို့ရဲ့ channel လေးတွေကိုလည်း subscribe လုပ်ပေးကြပါဦးမမေ့ပါနဲ့နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ